စ်တစာမရဲ့သတ်အစ်စ်လေးဒီမပတ်တာအဖွဲလားအစင်းတော့ကသူများဘာသာကိုစုကမောကပြီးတော့ပြောဆိုခဲ့တဲ့ဗီဒီယိုဖိုင်တစ်ချို့ဟာသူ့ရှင်ဆိုပြီးပို့ပြီးတော့ live မှာပြန့်နှံ့လာတဲ့အပြင်ဒီကျွန်တော်ဘူးမသိဘူးမသိဒီဦးနေကြတဲ့ပေါင်းနေကြတဲ့လမ်းဘေးခွေအစိုးပါလေးပဲဒီကျွန်တော် social media မှာတက်လာပြီးတော့ဘာသာရေးလူမျိုးရေးအမောင်းပွားစေမဲ့ ညာတို့ပြောဆိုလာတာမြင်တွေ့နေရတဲ့အဲ့အတွက်ကြောင့်မို့လို့အစ္စလမ်ဘာသာဝင်တွေဟောစာဒီကနေ့အစ္စလမ်ဘာသာဝင်တွေဒီမြန်မာဒီတနည်းပြောမယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံဗုဒ္ဓဘာသာပြန်ပွားရေးအတွက်ဘာသာတရားနာရေးစီပင်ပါရဖို့အတွက်ပြန်ပွားဖို့အတွက်အာဇာနည်အဖြစ်အသက်သေခံသွားတဲ့သူရှိရဆိုတဲ့ဟာကိုဒီကနေ့ကျွန်တော်အနေနဲ့စူးစီးသုံးသပ်အစဉ်ကတင်ပြချင်ဖြစ်ပါတယ်အားလုံးပဲပါလို့ပါ ကိုချရှာနဲ့ပြန်လေးကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့မှာတော့ဒီလက်ရှိဒီကျွန်တော်တို့မြန်မာနိုင်ငံမှာဒီကျွန်တော်ပြန်လေးကြည့်ရှုလိုက်တဲ့ကောင်ကဘာတွေတွေ့ရလဲဆိုတော့ဒီကျွန်တော်တို့လူမျိုးရေးဘာသာရေးအတ္တိကရောဖြစ်စေနိုင်တဲ့ဒါကျွန်တော်တို့အရင်အရင်တော့ကနေပြင်ခဲ့ဘူးတဲ့ဒီဗီဒီယိုဖိုင်တွေဟာအခုလက်ရှိဒီပြန်လေးပြီးတော့ဒါဟိုတော့လာကြတာကျွန်တော်တွေ့နေရအခုလက်ရှိဒီပြီးတော့ဒီကျွန်တော်တို့မဲအောင်လိုင်းရဲ့ဒါကျွန်တပေါက်လို့ပြောလို့ရတဲ့ ARA အဖွဲ့တွေလက်ရှိနေပြီးတော့ ခုလက်ရှိမျိုး ISO တို့တော့အဖွဲ့တွေကဟာဒီကျွန်တော်တို့အရင်တုန်းကဒီဖြတ်ခဲ့ကြတဲ့ဒီဗီဒီယိုဖိုင်အရှုပ်ကိုဒါလူမျိုးရေးဘာသာရေးအတိကရောဖြစ်စေနိုင်လောက်တဲ့အနေအထားမျိုးရအောင်ထိဒါတို့ကဖြန့်ဝင်လာကြတာကျွန်တော်တွေ့နေရဆိုတော့ဒီတိုင်းပဲဒီကျွန်တော်တို့အရင်တော့ကဒီကျွန်တော်တို့ဘာကတလို့ခေါ်တယ်ဒီကျွန်တော်အရင်တော့တင်ခုပါတယ်ဒီကျွန်တော်တို့အာပြစ်တဇာမတွေရဲ့တော့ဒီကျွန်တော်တို့ဒီ ဟုံးကြီးတလျှော့ဤလူမျိုးရဲ့ဘာသာရဲ့အဓိကရောဖြစ်စေနိုင်တဲ့စကလုံးမျိုးတွေနဲ့ဒီမဟုတ်တာပေါ့အဟုတ်လောက်ပြီးတော့ဟိုးခဲ့တဲ့ဒီဖုန်ကြီးတွေရဲ့ဒီဗီဒီယိုဖိုင်တလျှော့ဟာလည်းပဲဒီ listening online မှာပြန်လာတာကျွန်တော်တွေ့ရတယ်ဆိုတော့ဒါတွေကိုကျွန်တော်ရှောင်းအောင်သုံးသပ်ကြည့်လိုက်တဲ့ခါမှာလက်ရှိဒီကျွန်တော်တို့အာနာယူမဲအွန်လိုင်းဟာဒီကျွန်တော်တို့ရဲ့မြန်မာနိုင်ငံတဲ့မှာဒီတနည်းအားဖြင့်အာနာကိုမတရားသိမ်းထားတဲ့အပြင် နောက်ထပ်လည်းဒီကျွန်တော်ရဲ့ဒီပြည်သူတွေကိုစန့်ကျင်ပြီးတော့ဒီကျွန်တော်လာမဲ့လာမှာမြေကောက်ပွဲလုပ်ဖို့အတွက်သူကြံစည်နေတာမျိုးတွေကျွန်တော်တွေ့ရပါတယ်။ဆိုတော့ဒီနိုင်ငံရဲ့အခင်းအကျောင်းကျွန်တော်ပြန်လည်ကြည့်ရှုလိုက်တဲ့အခါမှာမဲအွန်လိုင်းရဲ့ရုပ်မှမှုဟာဒါကျွန်တော်တို့မြင်တွေ့လာဖြစ်ပါတယ်။ဆိုတော့ကဒီမဲအွန်လိုင်းဟာဒီကျွန်တော်လူမျိုးရေးဘာသာရေးဖြစ်စေနိုင်တဲ့အမှုအရာမျိုးတွေအများကြီး ပြုတ်ကျင်လာတာမျိုးလည်းတွေ့ရတယ်လို့ဒီသူ့ရဲ့ဒီငင်းမွေးရှံပေါက်တနည်းအားဖြင့်ဒီကျွန်တပောက်တွေကလည်းပဲစတဲ့မျိုးလှုပ်ရှားလာတယ်ကျွန်တော်တွေ့နေရတယ်။ဆိုတော့ဒါကကျွန်တော်မြန်မာနိုင်ငံအနှံ့အပြားမှာဒါကျွန်တော်ဒီမြန်မာနိုင်ငံအတွင်းမှာကျွန်တော်ပြန်ထွက်ရတဲ့အခါမှာတခြားတိုင်းရင်းသားတွေကမဖြစ်ကြဘူးပဲ။ညာတော်ပြီးဖြစ်ကြတာကမွတ်စလင်နဲ့ဖြစ်ကြတယ်။ဆိုတော့ဒီလက်ရှိနိုင်ငံရေးရဲ့သားတော်အဖြစ်ခံနေရတဲ့ဒီမွတ်စလင်တွေဟာ တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်နောက်ထပ်လက်ဒီအာနာရှင်တွေရဲ့သားကောင်အဖြစ်ကြောက်ရောက်လာမှာဟုတ်တယ်ကျွန်တော်အနေနဲ့မလိုလားတဲ့အတွက်ဒီနဲ့ကျွန်တော်တို့ရဲ့နိုင်ငံတွင်းမှာလက်ရှိမိတဲ့နေတိုင်းလေရတဲ့ဒီနဲ့တိုင်းရင်းသားလူစုစုဖြစ်တဲ့မွတ်စလင်တွေဟာအခုမှပိုပေါက်လာတဲ့လူမျိုးမဟုတ်ပဲနဲ့ရှေးရကနေပေါက်များစွာကြတဲ့ဘယ်ပိုပေါက်လာတဲ့ဆိုတဲ့အကြောင်းအရာဟုတ်တယ်ကျွန်တော်အနေနဲ့ဒီကနေ့တင်ပြတော့မှဖြစ်ပါတယ် ါကြောင့်မလို့ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးကြဖို့မိဘတို့တရားကို jeans တိုင်းကိုလေးစားစွာနဲ့ဖိတ်ပလိုက်ပါခင်ဗျာဟုတ်ပြီဒါဆိုဒီကျွန်တော်လက်ရှိနေပြီးတော့ဒီမြန်မာနိုင်ငံမှာခက်သုံးခက်ဒါကျွန်တော်ပိုင်းခြားထားတယ်ဒီတော့ဒီနံပါတ်1ဒီတစ်ခက်ကဒီကျွန်တော်တို့ကောင်းပုံခက်လို့ပြောလဲရတယ်ဒီကျွန်တော်ကောင်းပုံခက်ကာလဆိုတော့ဒီကျွန်တော်တို့ဒီပထမမြန်မာနိုင်ငံလို့ကြည့်တော့ပြီးတောင်းခက်တဲ့အနော်ရထားမယ်ဒါကျွန်တော်တွေးကြည့်မယ်ဆိုတော့ဒါအားလုံးသိကြပါရဲ့ဒါကျွန်တော်တို့က တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဒီကျွန်တော်အင်ဗာမရှိတဲ့ယူဟာကလဲတမ်းမအောင်တဲ့ကောင်ကလွေးပြီးရင်အခြားလူတွေကတော့ဒါတိကျပြီးဖြစ်ပါလိမ့်မယ်ဆိုတော့ဒီကျွန်တော်တို့အနော်ယထာမင်းဟာဒီကျွန်တော်ပထမမြန်မာနိုင်ငံလူကြီးကိုတီထောင်ခဲ့ဒီပထမမြန်မာနိုင်ငံလူကြီးကိုတီထောင်ခါဇအချိန်မှာဒီအာသူကနေပြီးတော့ဒီဗုဒ္ဓဘာသာကိုဒါအင်မတမယိုသိလေးစားတဲ့ဘယင်တစ်ပါးဖြစ်တဲ့အတွက်ကြောင့် ီကျွန်တော်တို့ဒီအဲ့ဒီရှိန်တောင်းကဒီကျွန်တော်တို့မွန်နိုင်ငံပေါ့ဒီကျွန်တော်တို့တနည်းပြပြမယ်ဆိုလို့ရှိရင်ဒီကျွန်တော်သူဝနဘူမိဒီကျွန်တော်တထောင်နိုင်ငံပေါ့လေအဲ့ဒီနိုင်ငံမှာဗိဒကတ်၃ပုံရှိနေတာကိုသိထားတဲ့အတွက်သူဒီဗိဒကတ်၃ပုံကိုသူ့စီကိုစက်တာဖို့သူကနေပြီးတော့အဲ့ဒီမှာနေပြီးတောင်းဆိုတဲ့ဒီလိုတောင်းဆိုတဲ့အခါမှာဒီကျွန်တော်တို့ဒီမွန်ဘရင်ဒီတနည်းပြဒီကျွန်တော်တထောင်ဘရင်ဒီမလူမလူဟာမင်းကနေငင်းပေလိုက်တာဆိုတွေ့ရတယ်ဒီလိုမျိုးငင်းပေလိုက်တဲ့အတွက် ဒီကျွန်တော်တို့ဒီအနောယထာမင်းဟာစစ်တဲ့အင်အားအလုံးရင်းနဲ့ဒီကျွန်တော်တို့ဒီမွန်နိုင်ငံဒီတနည်းပဲဒီကြီးချက်တထောင်နိုင်ငံကိုဝင်ရောက်ပြီးတော့တိမ့်စီတယ်ဆိုတော့ဒီလိုမျိုးတိမ့်ဖို့သွားတဲ့ချိန်မှာဒီမွန်နိုင်ငံကလည်းပဲမြို့တကောကိုဒီတနည်းပဲဒီသူတို့ရဲ့မြို့တကောကိုအခိုင်အမာပြုလုပ်ပြီးတော့ခံစက်နဲ့ပြန်လဲခုခံတဲ့အတွက်တိတ်ဘယ်လိုမှတိတ်လို့မအောင်ဘူး ဒီလိုရောဘယ်လိုမှတိတ်လို့မအောင်မြင်တဲ့ခါမှာအဲ့ဒီမှာနေပြီးတော့ဒီကျွန်တော်အနောယထာမင်းရဲ့တက်ချက်ကဒီကျွန်တော်တန်မှုတရားဖြစ်တဲ့ဒီကျွန်တော်တို့မြမရာဇဝင်မှာဒါလူတူလူတူများများသိကြတယ်ဒီကျွန်တော်ပြောင်းဝိပြတ်တာမြင်အောင်နှစ်ယောက်ဆိုတော့ဒီလူတွေကပြောင်းဝိပြတ်တာလို့ပဲလူတွေကသိတယ်ဒါပေမဲ့ဒီပြောင်းဝိပြတ်တာရဲ့ဇင်းရဲ့ကိုတမိုင်းဆရာတွေကမဖို့ထုတ်ကြကြဘူးဒါလည်းရင်နာဆရာပါပဲဒါကြောင့်မို့လို့ကျွန်တော်ခဏခဏတင်ပြပြပြပါတယ်ကျွန်တော်တမိုင်းတွေကို တနည်းအားဖြင့်ဒီအာနာရှင်အလိုကြထိခိုက်ခဏကင်လိုက်ပြီးတော့စာတက်ပြီးပညာမတက်တဲ့တမိုင်းဆရာတလျှော့ရဲ့ရေးသားခဲ့မှုတွေကြောင့်ကျွန်တော်ရဲ့ဒီတိုင်းရင်းသားလူမျိုးအရှင်ရှင်ပြဿနာတွေဖြစ်ကြတယ်။ဘာသာပေါင်းစုံလူမျိုးပေါင်းစုံတွေပြဿနာတွေဖြစ်ကြတယ်။ဒါတွေကဘာကြောင့်လဲဆိုတော့အာနာရှင်တွေရဲ့လက်ကင်တော့တနည်းအားဖြင့်စာတက်ပြီးပညာမတက်တဲ့အာနာရှင်တွေကပေးတဲ့ဝိထုဂုံဖူးတွေကိုမင်းမိုးတဲ့ တမိုင်းဆရာတန်ရဒီတမိုင်းပြင်ဖို့ကျွန်တော်တို့ဒီတမိုင်းပြင်လို့ဆိုရဲဒီတမိုင်းပညာရှင်တစုကြောင့်ဒီတန်ရပြင်မယ်ဆိုလို့ရှိရင်ဒီကျွန်တော်တို့တမိုင်းတွေကပျောက်ပစ်ခဲ့ရတယ်ဆိုတော့ဟုတ်ပြီဒါဆိုဒီကျွန်တော်တို့ပြန်ဆက်ကြရအောင်ဒီနေရာမှာဒီကျွန်တော်တို့ပြောချင်တာကဒီကျွန်တော် very data တွေကနေ data ဆိုတဲ့ညီနောင်ကဒီညီဖြစ်သူဒီကျွန်တော် data ကဒီမွန်နိုင်ငံဒီကျွန်တော်တန်ရပြင်ဒီကျွန်တော်ကထောင်နိုင်ငံပေါ့လေ ဒီမြို့တကားကိုအသေးခံပြီးတော့ဝင်ရောက်ပြီးတော့တိုက်ခိုက်ခဲ့တဲ့အတွက်နောက်ဆုံးမှာဒီတထုံပရင်မနုဟာကိုပါဟန်စီထင်းသိမ်းနိုင်ပြီးတော့ဒီနောက်ဆုံးဒီမွန်နိုင်ငံတစ်ခုလုံးကိုပါသိမ်းဆီးနိုင်ခဲ့တဲ့တမိုင်းမှတ်တမ်းမှာရှိပါတယ်ဆိုတော့ဒီဟာမှာအဓိကအခန်းကဏ္ဍမှာပါဝင်ခဲ့သူကဗျက်တာဖြစ်တယ်ဆိုတော့ဒီကျွန်တော်ဗျက်တာရဲ့တမိုင်းကျောင်းကိုလက်လာကြည့်လိုက်ဒီမှာဗျက်တာကပတိလူမျိုးဖြစ်ပြီးတော့အစ္စလာမ်ဘာသာဝင် ဖြစ်နေတာကိုအံ့ဩဝေရလစ်လာတွေ့ရှိရပါတယ်။ဒါဒီကျွန်တော်တို့မြန်မာတမိုင်းမှာအသက်နဲ့ရင်းပြီးတော့ဒီတနည်းအားဖြင့်ဒီကျွန်တော်အနောယထာမင်းရဲ့ဒီဗုဒ္ဓသာသနာပြန်ပွားရေးအတွက်မိမိအသက်ခံတာကိုဗဒနာမထားဘဲနဲ့ပင်းဆက်သွားခဲ့တဲ့ဒါမြန်မာသူရေကောင်းထက်ကတယောက်လို့ပြောလို့ရပါတယ်။ဆိုတော့ဒီလိုမြန်မာသူရေကောင်းတွေထက်မှာ ဒီလက်ရှိအသက်ပေးဆက်သွားတဲ့ဒီကနေ့ဒီကျွန်တော်တနည်းပြောမယ်ဆိုလို့ရှိရင်အာဇာနည်လို့ပြောလို့ရတဲ့ဒီကျွန်တော်အစ္စလာမ်ဘာသာဝင်တွေရှိခဲ့ပါဒါကြောင့်မို့လို့ကျွန်တော်ဒီကနေ့နောက်ဆုံးတင်ပြချင်တာဒီလက်ရှိဒီကျွန်တော်အစ္စလာမ်ဘာသာဝင်တွေကဒီအဲ့ဒီရှိန်တော်ကပဲမိမိတို့အသက်သွေးရွှေတွေကိုစတင်ပြီးတော့မိမိတို့ရဲ့နိုင်ငံတည်မြဲဖို့ဒါမိမိဒီတနည်းပြောမယ်ဆိုလို့ရှိရင်ဒီသူတို့အာမိခိုး စီးကပ်နေတဲ့တနည်းမတည်မိခိုပြီးတော့ဒီနေထိုင်နေတဲ့နိုင်ငံကြီးတည်မြဲဖို့သူတို့မိခိုနေတဲ့ရှင်ဘရင်တွေဒီတနည်းပြတော့ဆိုလို့ရှိရယ်ဒီအာဘောနော်ဒီဘရင်နဲ့လက်အောက်မှာအမှုတော်ထမ်းပြီးတော့သက်စာရှိစွာနဲ့အမှုတော်ထမ်းပြီးတော့အသက်သွေးရွှေးတွေကိုစတဲ့ခဲ့ကြတာဟုတ်တာတမန်မှတ်တက်မှာဒါပထမဦးဆုံးအနေနဲ့လက်လာသိရှိရတာဖြစ်ပါ ဆိုတော့ကဒီဗျက်ဝိဗျက်တာတို့မြန်မာတွေကသိကြတယ်ဒါဗျက်ဝိဗျက်တာဟာဘယ်လိုမျိုးဆင်းသက်လာတယ်ဘယ်လိုဘာသာဆိုတဲ့ဟာကိုမသိကြတာကအရာအဟုတ်ပေါ့ဆိုတော့အကျွန်တော်ဆိုးဆိုးပြောခဲ့သလိုပဲအင်တာမရှိတဲ့ယူဟာကလေးတန်းမအောင်တဲ့လူငပိန့်တွေရတော့တာသိရှင်မသိကြပါလိမ့်မယ်ဒီတချို့လူတွေရတော့တာအများအပြားတည်းတည်းကျွန်တော်လူတရာမှာပြောမယ်ဆိုလို့ရှိရင်85လောက်ကတော့သိကြပြီဖြစ်ပါလိမ့်မယ်ဆိုတဲ့အရာကျွန်တော်ပြပြရတယ် ဟုတ်ပြီနောက်တော့ဒီကျွန်တော်တို့နောက်တော့ဒီဒုတိယခက်ကျွန်တော်တနည်းပြမယ်ဆိုလို့ရှိရင်ဒီကျွန်တော်ပေါင်ပေါင်မင်းဆက်လွန်ပြီးတဲ့နောက်ပိုင်းမှာဒီကျွန်တော်အင်္ဂလိပ်နေရှစ်အစိုးရခက်ဒီကျွန်တော်တို့အဲ့ဒီမှာအင်္ဂလိပ်ခက်တစ်ခက်လုံးကိုကျွန်တော်ပြန်ပြီးကြည့်ရှုလိုက်တဲ့အခါမှာဒီကျွန်တော်ဒီ1938ဒီဝန်ကျင်လောက်ကလေးရပဲဒီသူတို့အဲ့ဒီမှာနေပြီးတော့ဒီကျွန်တော်ကြောင်းသားတပိုက်တွေနဲ့ဒီအဲ့ဒီရှယ်တော့လည်းအစလာဘာသာဝင်ဒီလူငယ်တွေကဒီ မြန်မာចောင်းသားတနည်းပဲဒီကျွန်တော်ဗမာចောင်းသားအစွန်နဲ့ပူပေါင်းပြီးတော့ဒီတိုက်ပွဲဝင်ခဲ့ကြတာတွေဝင်ခဲ့ကြတာကိုကျွန်တော်တွေ့တွေ့ရှိရပါတယ်ဒီတိုင်းပဲဒီကျွန်တော်တို့ဒီအာဘောနော်ဒီ nation english တွေကမြန်မာနိုင်ငံကိုပထမကျူးကျိုဆက်နဲ့ဒါကျွန်တော်တို့ဝင်ပြီးတော့တိုင်းနေဒီလိုတိုင်းတဲ့အချိန်ကာလတော့ကလည်းအဲ့ဒီချိန်တော့အဲ့ဒီအချိန်တော့ကလည်းနေပြီးတော့ဒီကျွန်တော်တို့အဲ့ဒီချိန်တော့အဲ့ဒီချိန်တော့အဲ့ဒီချိန်တော့နေပြီးတော့အစ္စလာမ်ဘာသာဝင် တွေဟာဒီမိမိတို့ရဲ့မြန်မာနိုင်ငံကြီးသူတစ်ပါးလက်အောင်မကြောက်ရောက်ဖို့အတွက်ဆက်နဲ့ရင်းပြီးတော့ဒါတိုက်ပွဲဝင်ခဲ့ကြတဲ့ကမိုင်းမှတ်တမ်းတွေအများကြီးရှိပါတယ်ဆိုတော့အဲ့ဒါတစ်ခုတည်းလောက်တော့ကျွန်တော်ကြည့်လိုက်တဲ့ခါမှာဒီကျွန်တော်တို့ဒီ1948ခုနှစ်မှာဒီကျွန်တော်ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူတူဒီကျွန်တော်အသက်ပေးပြီးတော့ဒီအာနိုင်ငံကြီးလွတ်လပ်ရဖို့အတွက်ဒီအသက်စည်သေးသွားတဲ့အာဇာနည် ိုးဦးထဲကဒါကျွန်တော်ခဏခဏပြောနေပြောနေရှိပါတယ်ဒီအာဘောနော်ဒီကျွန်တော်တို့ရေဖို့ကိုထွက်နောက်ပြီးလို့ရှိရင်ဒီကျွန်တော်တို့ဒီကျွန်တော်ဆရာကြီးကုရဇက်ဒါတွေကမြမတမိုင်းမှာတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဒါတကယ်ချက်ပြင်လို့မရတဲ့အရာတွေဖြစ်ပါတယ်ဆိုတော့ဒီကျွန်တော်တို့ဒီရေဖို့ကိုထွက်လို့ပုံပေါ်တွေဒီကျွန်တော်တို့အဲ့ဒီမှာနေကုရဇက်တို့လို့ပုံပေါ်တွေဟာဒါလုံးဝအစ္စလာမ်ဘာသာဝင်တဲ့ ီတော့ဒီကျွန်တော်အစ္စလမ်ဘာသာဝင်တွေဖြစ်နေပါလျက်နဲ့ဘာကြောင့်အသက်စတေးပြီးအသက်ခါရသူတို့ကသွေးတွေရွှေတွေဘာရောက်ရင်းရလာလဲဆိုတဲ့ကဒီကျွန်တော်ပြန်လဲကြည့်ရတဲ့ခါမှာသူတို့ဒီနိုင်ငံမှာမွေဒီနိုင်ငံမှာကြည်ဒီနိုင်ငံရဲ့ရေကိုတောက်နေတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့တနည်းအားဖြင့်ခါနေတိုင်းရင်းသားတစုဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူတို့အသက်သွေးရွှေရောင်များစွာကိုစတဲ့ပြီးတော့မြန်မာနိုင်ငံလွတ်လပ်ရဖို့အတွက်ဒါလှုပ်ဆောင်ပေးကြတဲ့တမိုင်းမှတမ်းရှိတယ်။ဆိုတော့ဒါဟာကျွန်တော်တို့ဒီတနည်းပြမစဒါကျွန်တော်တော်တော်လေးလုံးပြမဆိုလို့ရှိရင်ဒါဒီကျွန်တော်တို့ဒုတိယဒီအာဘောနော်ဒီကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဒီကျွန်တော်တို့ဒုတိယခက်ဒီကျွန်တော်ပထမခက်အနော်ရထားမင်းလက်ထဲဒီပြဝိပြတ်တိုင်းနော်ဒီကျွန်တော်တို့လက်ရှိနေပြီးတော့ဒီကျွန်တော်တို့ဒုတိယခက်ဒီကျွန်တော်အင်္ဂလိပ် စီကနေပြီးတော့လွတ်လပ်ရေးရအောင်ယူဖို့အတွက်ဒီကျွန်တော်အာဇာနည်အဖြစ်ဒီဒီအစတဲ့သွေးစွေးသွားတဲ့အသက်နဲ့ခန္ဓာကိုစတဲ့သွားတဲ့ဒီကျွန်တော်ဥရဇက်ရေဖို့ကိုထွက်ရဲ့အဲဒီလိုလူတွေဟာလည်းပဲဒီကျွန်တော်လက်ရှိနေပြီးတော့အစ္စလာမ်ဘာသာဝင်ဖြစ်ဖြစ်ကြောင့်မလို့ဒါမြန်မာအမိုင်းမှာဖြစ်ပြောက်လို့မရတဲ့အရာမျိုးတွေဖြစ်တယ်။သို့တော့အာနာရှင်တွေဟာကျွန်တော်တို့တွေကိုလေဝါကြီးအုပ် ခြင်းနဲ့အတွက်လူမျိုးရေးဘာသာရေးအတိကရောပေါ်ပေါမြောင်မြာစွာဖန်တီးကြကြ။ဒါကြောင့်ဒီကျွန်တော်တိုင်းရင်သားညီကိုမောင်တို့မှအရှင်းရှင်းစိတ်ဝမ်းခွဲကြတဲ့ဒီကျွန်တော်တို့ဆိုလို့ရှိရင်အာဒီပေါ့နော်တခြားဘာသာဝင်တခြားဘာသာဝင်ယူကြတယ်။ဆိုတော့ကဒီအခြားဘာသာဝင်လို့ကျွန်တော်တို့ကပြုလိုက်တဲ့အခါမှာအစ္စလာမ်ဘာသာဝင်တွေနည်းနည်းဘယ်လောက်ကြီးခံစားသွားရမလဲပေါ့နော်။ဒါကိုလည်းကိုချင်းစာတတ်ဖို့ပဲ။ဒီတော့ဘာပဲပြောပြောဒီလိုလိုစင်မှာကျွန်တော်တို့ဒီအားလုံးဒီ မြန်မာနိုင်ငံထဲမှာမူတည်နေထိုင်နေကြတဲ့လူမျိုးတွေဖြစ်တဲ့အပြင်ဒီလူတွေကအခုမှရောက်လာတဲ့လူစုတွေမဟုတ်ပဲနဲ့ရှေးနှစ်ပေါင်းများစွာကတည်းကပဲအန်နေထိုင်လာခဲ့ဒီတော့လူတွေဖြစ်တယ်ဆိုတဲ့ဟာကိုဒါကျွန်တော်အနေနဲ့ဒါတမန်မှတ်တမ်းအစုပ်ကိုတင်ပြရခြင်းဖြစ်ပါတယ်။ဟုတ်ပြီ။ဒါဆိုဒီကျွန်တော်တို့ဒုတိယခက်ဒါဒီကျွန်တော်တို့အာဘုနော်ဒီကျွန်တော်တို့အာနေရှင်းအင်္ဂလိပ်ခက်ဒါဆိုဒီကျွန်တော်တို့လက်ရှိနေပြီးတော့ဒီကျွန်တော်တတိယခက်လို့ပြောလို့ရတဲ့ဒီကျွန်တော်တို့ အာဒီကျွန်တော်အာနာရှင်တွေဖြစ်ဆိုတော့ဒီအာနာရှင်တွေကိုတိုက်ထုတ်ဖို့အတွက်တနည်းပြောမယ်ဆိုလို့ရှိရင်ဒီကျွန်တော်တို့1988ခုနှစ်ပြဿနာဒါကျွန်တော်ဟိုလောက်ပြပြတာပေါ့လို့ဒီကျွန်တော်အရင်တော့ဆိုလို့ဒီကျွန်တော်တို့အဲ့ဒီမှာပြီးတော့ဦးသက်အရေးခန့်နောက်ပြီးဒီကျွန်တော်တို့1988ပြဿနာဒီနောက်ပြီးရင်ဒီကျွန်တော်တို့ဒီအာ1989ရှူအောင်တူလိုင်းအမှန်တကယ်2009ရှူပွားအောင်တူလိုင်းဆိုတာဒီ ီကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေပဲဒီအနှိမ်ခံတာဖြစ်တယ်အဲ့ဒီရှင်တော်ကနော်ဒီတရားပြမစလို့ချင်းဒီကျွန်တော်တို့ကိုးဝေတဲ့ဗုဒ္ဓဘာသာဖုံးကြီးတွေဆရာတော်တွေကဒါမေတ္တာတုတ်ရုတ်ပြီးတော့လမ်းကိုဖွဲ့ပြီးမေတ္တာတုတ်ရုတ်တာကိုစက္ကနနဲ့ကံကြောက်ရိုက်နှက်ညင်းပန်းတဲ့လုံရမျိုးကိုမခံနိုင်တဲ့အတွက်မမြင်နိုင်တဲ့အတွက်ကြောင့်ဒီကျွန်တော်တို့ဗုဒ္ဓဘာသာအများစုပါဝင်ခဲ့ကြတယ်ဆိုတော့တနည်းပြမယ်ဆိုလို့ရှိရင်ဒါတပြီးတော့ဗုဒ္ဓဘာသာအရှင်းရှင်းဖြစ်ကြတယ်လို့ကျွန်တော်ပြောလို့ရတယ် တတော်အဲ့ဒီရှိန်တုံးကဒီကျွန်တော်တို့အစ္စလမ်ဘာသာဝင်တွေရောခရစ်ယာန်တွေရောဟိန္ဒူတွေရောဒါကျွန်တော်တို့နဲ့အတူတူဝိုင်းဝန်းပူးပေါင်းပြီးတော့ဒါစက်ကျင်စန္ဒပြခဲ့ကြတာမျိုးတွေရှိပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ပြောချင်တာကကျွန်တော်တို့မြမသမိုင်းမှာလည်းပဲအသက်သွေးရွှေးတွေစတဲ့ပြီးတော့ဒီမြန်မာနိုင်ငံကြီးလွတ်လပ်ရေးအတွက်တနည်းအားဖြင့်ဒီကျွန်တော်တို့ မြမတမိုင်းလှပဖို့အတွက်ဒါသူတို့ရဲ့အသက်ခန္ဓာကိုစတဲ့ခက်ကြတဲ့မှတ်တမ်းတွေရှိသလိုဒီကျွန်တော်ရနေဒီရှိန်နဲ့ဒီခက်ဒီကာလမှာလည်းပဲရှိနေတာကျွန်တော်တွေ့နေရတယ်။ဆိုတော့ဒီကျွန်တော်တို့2021ဒီကျွန်တော်အာနာယူမင်းအောင်လိုင်းကမြန်မာနိုင်ငံကိုအာနာသင်းလိုက်တဲ့ချိန်မှာဒီလူတို့အားလုံးတခင်းနဲ့ဒါကျွန်တော်တို့လမ်းပေါ်ထွက်ပြီးတော့ဒါဆက်ကျင်ခဲ့ကြ။ဒီလိုဆက်ကျင်ခဲ့တဲ့နေရာမှာဒီကျွန်တော်တို့အစ္စလမ်ဘာသာဝင်တွေကငါတို့နဲ့မဆန်ဘူးဆိုပြီးတော့ ငင်ခံနေတာမျိုးမဟုတ်ဘူးနဲ့လက်ရှိအစ္စလာမ်ဘာသာဝင်တွေပါပူပေါင်းပြီးတော့ပါဝင်တိုက်ပွဲဆင်နွေးတည်ကြပါအခုလည်းပဲဒီလက်ရှိဒီတိုင်းရင်းသားလက်နဲ့ကင်တွေအဲဒီအခုအခုလက်ရှိနဲ့ PDF တိုင်းရင်းတပ်ဖွဲ့တွေစီမံလည်းပဲဒီကျွန်တော်တို့တကယ်ပြောမယ်ဆိုလို့ရှိရင်ဒီကျွန်တော်တို့အစ္စလာမ်ဘာသာဝင်တွေရှိနေကြပါဆိုတော့ဒီကျွန်တော်တို့အာနာရှင်အမြင့်ပြည့်ရေလုပ်ငန်းမှာအာနာရှင်အမြင့်ပြည့်ရေအတွက်တိုက်ခိုက်ရှင်းမောင်းတဲ့နေရာမှာ အစ္စလမ်ဘာသာဝင်တွေလည်းရှိနေကြတယ်လို့ဒီကျွန်တော်တို့နိုင်ငံရေးသမားတွေဒီကျွန်တော်တန်ရဒီကျွန်တော်အရင်တော့ပြောပါတယ်ဒီထောင်ထဲမှာဒီကျွန်တော်အစ္စလမ်ဘာသာဝင်နဲ့အများကြီးတွေ့ကြရတယ်ဆိုတော့ကျွန်တော်ဒီနိုင်ငံရေးနေပြည်ထက်မှာရောဒီကျွန်တော်တို့ဒီတန်ရပြောမယ်ဆိုလို့ရှိရင်ဒီတော်လာရေးနေပြည်ထက်မှာရောဒီလက်ရှိအစ္စလမ်ဘာသာဝင်တွေတော်လာတိုက်ပွဲဝင်နေကြတာတို့တွေ့ရပါတယ်ဆိုတော့မြန်မာနိုင်ငံရေးလောကမှာကျွန်တော်ပြန်လေးကြည့်ရှုလိုက်တဲ့အခါမှာဒါဘယ်လိုမှဖြတ် ြစ်လို့မရတဲ့အရာမျိုးတွေဖြစ်ပါတယ်ဆိုတော့ဒီကျွန်တော်တို့ရဲ့စီလုံးညီညွတ်မှုအောက်ကိုဘယ်သူကြောက်လဲဆိုရင်အာနာရှင်တွေကကြောက်တယ်ဆိုတော့ဒီအာနာရှင်တွေဟာဒီအာနာရှင်အဆက်ဆက်ဟာဒါကျွန်တော်စိုးစောတင်ပြခဲ့တဲ့ဒီကျွန်တော်တို့စာတက်ပြီးပညာမတက်တဲ့ဒီကျွန်တော်သမိုင်းပညာရှင်တွေပညာမဟုတ်တော့ဒီသမိုင်းပညာရှင်တွေသမိုင်းကိုပြင်လိုက်တဲ့ပညာရှင်တွေက မမှန်မတရားမဟုတ်မတရားရေးသားခဲ့တဲ့အတွက်ဒီကနေ့ကျွန်တော်တို့မြန်မာနိုင်ငံကလူငွေတွေဒီမြန်မာလူငွေတွေပေါ့နော်တကယ်လို့ဒီကျွန်တော်တို့လူငွေပိုင်းတွေတော်တော်များများမသိကြတော့ပဲနဲ့တရားနဲ့တရားရန်လိုမောင်းထားမှုတွေဖြစ်လာကြတာလို့တွေ့နေရပါတယ်ဆိုတော့ကျွန်တော်နောက်ဆုံးဒီကျွန်တော်နေကောင်းရှုပ်လို့ပြောရမယ်ဆိုလို့ရှိရင်ဒီကျွန်တော်တမိုင်းကြောင်းကိုပြန်ပြီးကြည့်ရမယ်ဆိုလို့ရှိရင်ဒီ ဗုဒ္ဓဘာသာသည်ဒီကျွန်တော်အနော်ယထာမဲလက်ထက်ဒီကျွန်တော်1044ခုနှစ်မှာစတင်လို့ပြန်ပေါ်ခဲ့လို့သူတွေရပါတယ်ဆိုတော့ဒီကျွန်တော်ပထမမြန်မာနိုင်ငံလိုကျတီထောင်ခဲ့တဲ့အနော်ယထာမဲလက်ထက်မှာဗုဒ္ဓဘာသာသာသနာပြန်ပေါ်ဖို့အတွက်မိမိအသက်ကိုဗဒါနမထားဘဲနဲ့ဒါအသက်အသေးခံသွားတဲ့ဒီကနေ့အဲ့ဒီဒီဂျက်တာလို့ခေါ်တဲ့ဒီကျွန်တော်တို့ပတိလူမျိုးအစ္စလမ်ဘာသာဝင် လူငယ်တယောက်ဟာသူနဲ့ဘာမှမဆိုင်တော့လဲပဲတနည်းအားဖြင့်မယ်ဆိုလို့ရှိရင်အမေတမသက်စာရှိစွာနဲ့မြန်မာနိုင်ငံတို့ကြီးရဲ့သာသနာပြန့်ပေါ်ဖို့အတွက်အသက်စည်တင်ခဲ့တာတွေ့ရပါတယ်။ဆိုတော့ဒါကိုကျွန်တော်ပြန်လေးရှုံအောင်သုံးသပ်ကြည့်လိုက်တဲ့အခါမှာတနည်းအားဖြင့်မယ်ဆိုလို့ရှိရင်ဒီမြန်မာနိုင်ငံဗုဒ္ဓသာသနာပြန့်ပေါ်ဖို့အတွက်လှုပ်ဆောင်ခဲ့တဲ့ဒီသာသနာအာဇာနည်လို့ပြောလို့ရတဲ့လူတွေထက်မှအစ္စလာမ်ဘာသာဝင်တွေ ရှိရဆိုတဲ့အောင်ဒါကျွန်တော်ဒီနေရာနေပြီးတော့အင်ပြခြင်းဖြစ်ပါတယ်ဆိုတော့ပြဝင်ပြတတ်ညီနောင်လားဆိုတော့မဟုတ်ပြန်ဘူးနောက်ထပ်အများကြီးရှိပါသေးတယ်တမိုင်းဆိုတာလိန်လို့မရဘူးညကျွန်တော်တက်ကတော့တက်ကြတယ်ကျွန်တော်ကြောင်းနေတက်ကြတယ်တမိုင်းကိုဘာရောက်ယူတာလဲအလိန်မခံခြင်းလို့ယူတာဆိုတော့ကျွန်တော်တို့ရကဒီတမိုင်းကိုသိလာတဲ့ခါမှာတနည်းအားဖြင့်ဒီတမိုင်းကိုနားလည်လာတဲ့ခါမှာဆိုးဆိုးကျွန်တော်ပြောခဲ့တဲ့အာနာရှင်တွေဟာ ကျွန်တော်တို့တွေကိုစီးလုံးညင်ညွတ်သွားမှာဘူးကြောက်ရွံ့တဲ့အတွက်သူတို့ရဲ့နောက်မှာထိကင်ဖနက်ကင်လိုက်နေတဲ့ဒီတမိုင်းဆရာရောင်ရောင်ဘာရောင်ရောင်တမိုင်းပညာရှင်ရောင်ရောင်ဘာရောင်ရောင်ကောင်မျိုးတွေကိုဝိထုကောင်မှုတွေပေးပြီးတော့တမိုင်းတွေကိုပြင်ဆင်ပြောင်းလဲပလိုက်ကြတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဒီကနေ့ဒီချိန်မှာကျွန်တော်တို့မလုံမုံသာရန်လို့ဖြစ်လာခြင်းဖြစ်ပါတယ်ဆိုတော့အခုလည်းပဲဒီကျွန်တော်တို့အာလာယူစခွေမဲအောင်လာရ ဆိုတော့ဒီကျွန်တော်မဘာတကိုခေါ်တဲ့ဒီကျွန်တော်ခဏခဏပြောပါဒီကျွန်တော်ပြစ်တစားမရဲ့သတ်တစ်ဖြစ်လေဒီမဘာတအဖွဲ့ပါတစ်ရှင်တော့ကဘာသာတာသနာကိုဒီသူများဘာသာကိုစုကမောကပြုပြီးတော့ပြောဆိုခဲ့တဲ့ဒီဗီဒီယိုဖိုင်တစ်ချို့ဟာအခုရှင်မှာဆိုလို့ပို့ပြီးတော့ line ပုံမှာပြန့်နှံ့လာတဲ့အပြင်ဒီကျွန်တော်တို့ဘူးမသိအိုးမသိဒီဦးနေကြတဲ့တနည်းပြောမယ်ဆိုလို့ရှိရင်ဒီဟောင်းနေကြတဲ့ လမ်းဘေးခွေအရှုံးကလည်းပဲဒီကျွန်တော်တို့ social media ပေါ်မှာတက်လာပြီးတော့ဘာသာရေးလူမျိုးရေးအမုန်းပွားစေမဲ့အရာမျိုးတွေပြောဆိုလာတာမြင်ကြနေရတဲ့အတွေ့အကြုံမို့လို့ကျွန်တော်နဲ့ကျွန်တော်အနေနဲ့ဒီကနေ့ဒီမြန်မာနိုင်ငံရေးလောကထဲမှာဒီကျွန်တော်တို့အာနာရှင်ဆက်ဆက်ဒီတောင်းုံအဖြစ်ရွေးရှိခံခဲ့ရတဲ့အစ္စလမ်ဘာသာဝင်တွေဩဇာဒီကနေ့အစ္စလမ်ဘာသာဝင်တွေဒီမြန်မာဒီတနည်းပြောမယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံဗုဒ္ဓဘာသာ ပြန်ပေါ်ရေးအတွက်ဒီတနည်းပြောမယ်ဆိုလို့ရှိရင်ဒီဘာသာသာသနာရေးစီပင်သာယာဖို့အတွက်ပြန်ပေါ်ဖို့အတွက်ဒါအာဇာနည်အဖြစ်အသက်အသေးခံသွားတဲ့သူရှိရဆိုတဲ့ဟာကိုဒီကနေ့ကျွန်တော်အနေနဲ့စူးစီးသုံးသပ်အစီအစဉ်တင်ပြခြင်းဖြစ်ပါတယ်ညာကျွန်တော်ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့မိဘပြည်အောင်ဂျင်းစတဲ့ကိုအထူးကျေးဇူးတင်ရှိပါတယ်